ဒီသဘောမှာဒါနောက်ဆုံးပဲနောက်ထပ်မဟာပလင်းဆိုတာမလို့တော့ဒီမွေလုံးဝပြီးပြီဆိုရင်တော့အဲ့ဒါအေးသွားပြီနည်းနည်းအငွေထွက်သေးလားလို့ခိုးထွက်သေးလားဆိုအမြင်လေးရတယ်အပင်များပြန်ပေါက်အောင်မလားကျွေးကြအောင်မလားထဆစ်ထထုတ်မသေးခင်ဒီဘဝဒီသာသနာမှာပဲဒါနောက်ဆုံးလုပ်ပါပဲဘဝရဲ့ရုံညံ့တဲ့ဘဝမှာကိမ့်မဲ့ဇာတိမျိုးပြုတ်သွားပါလိမ့်အဲ့ဒါကြောင့်မလို့ယောဂီတို့နိဗ္ဗာန်တရား၅ပါးအဲ့ဒါကိုရင်လွတ်ဖို့ရှုတာအဲ့တော့နိဗ္ဗာန်တရား၅ပါးကို လွတ်အောင်ချုပ်အောင်ရှုပြီးမှသာနေဟိုဘက်ကိုယုံနိုင်မြင်နိဗ္ဗာန်တရား၅ပါးစိတ်ကာမစ္ဆန္ဒလည်းစိတ်ဥဒိစ္စလည်းစိတ်ကုတ်ကုတ်စလည်းစိတ်ဌိနမိတ်တလည်းစိတ်ဗျာပါဒလည်းစိတ်ဝစီကိစ္စလည်းစိတ်စိတ်ဒါစိတ်ကိုရှုရထိုင်တဲ့ဣရိယာပုတ်ကတော့တယ်လို့ကောင်းအောင်ဒီတမလင်းခွေရာတွေဒီလိုဒီအထိုင်ကြီးကတားချဲဝိုင်းလေခါကွေးခါကြလုံးအကြီးဒါတော့အချိုးစားပုံမူတူတချို့ကြတော့ဒီလိုလဲတင်နေဒီလိုလဲတင်တာတော့ နည်းနည်းထိုင်ကြအချိုးစားပုံတူတချို့ကဖြီးထိုင်လို့ရှိရင်သူကခါဝေးတဲ့သဘောရှိခါခွေကြတဲ့သဘောရှိတောင်းဒါလည်းဖြီးမထိုင်နဲ့ဒီဘက်ကဒီဘက်ခြေစလုံးတင်ဒီဘက်ခြေစလုံးကိုဒီဒီဒီဘက်ခြေဆောင်ပေါ်တင်ဒီဘက်ကျတော့ခြေဖနှောင်းပေါ်တင်အဲ့ခြေဖနှောင်းကိုင်နေဒီဘက်ကခြေမဆောင်အလဲကိုင်နေအဲ့မှာခြေစလုံးတင်တင်ပြီးတော့အဲ့လိုထိုင်အဲ့အဲ့ထိုင်တာကဒါအကောင်းဆုံးပဲအဲတချို့ကြတော့လည်း တဖက်ကလေးနည်းနည်းချိတ်ထိုင်မှသူကသူကကောင်းတယ်သူကတခါတနေတင်းတော့ထောင်းတယ်အဲဒါကတော့ကိုယ့်ရဲ့ဣရိယာပုတ်မှာမူတည်ဖြီးထိုင်လို့ကတော့မကောင်းဘူးဖြီးထိုင်တာရောရီရောရဲ့ကြီးဖြီးပြီးခါဝေးသွားရောအဲတော့အခုအခုအချိန်အခုဒီအခုရှုဘက်တွေကြတော့အောက်ပိုင်းကိုဒီခိုင်ခံလေးတည်တာတည်ပြီးတော့ဒီတိုင်းလေးထားရှုရတယ်တည်ထိုက်တာဒီအခုဥစဉ်တည်တာမှားတယ်ဥစဉ်အခုတည်တာဘာလို့မှားလဲဆိုတော့အောက်ကအထိုင်ရတော့မှန်တယ်ဒါအထိုင်တည်ပုံမှန်ဘူး ဘာလို့မှန်းလဲဆိုတော့ဦးဇင်းအခုတဲတဲ့အရိယာဘုဒ္ဓရုပ်ကိုနောက်တွန်းတယ်ဒီကကျုပ်ထားတယ်အဲ့တော့ကြောင်းဒီလိုလေးဦးဇင်းတို့ကြောင့်ဒီလိုလေးထောက်ပြီးနည်းနည်းလေးထောက်ပြီးဒီမှာလေးဒီလိုနောက်ကြတော့တော်ပဲဒါဘယ်လိုမှတွန်းလို့လည်းမရတော့လွတ်လို့ရအောင်ဒီအခုဒီရှိကိုတက်တော့မယ်ဆိုတော့ပါရဏအချက်ကအိရိယာဘုဒ္ဓရှိခွေဘလောက်ကောင်းကောင်းအိရိယာဘုဖားနေတက်လို့မရဘူးဒါကြိုမှတ်ထားမယ်နော်ရှေးဆက်သွားမှခီးဒီမှာ ဒီဣရိယဘုတ်တေတာဟာဒီခွက်ကိုဒီမှာတဲရတယ်ဒီမှာလာပြီးလို့ရှိရင်လွတ်လည်ဘယ်နေလာလာသူကဒီတိုင်းနေရမယ်ပဂရိအိန္ဒြိခေါ်တယ်ဒါကာယိန္ဒြိအဲအိန္ဒြိမှာကာယိန္ဒြိမလုံလို့မရအောင်ကျန်တဲ့မျက်လုံးကမိတ်ထားလို့ရတယ်နားမကြားကျင်တဲ့နေရာအတံမရှိတဲ့နေရာသွားလို့ရနှာခေါင်းအနံ့မရှိတဲ့နေရာသွားလို့ရတယ်ရှားကဘာလဲမှမထည့်လို့ရတယ်ကိုယ်အတွေ့ကကိုယ်ကတော်တော်ခက်တယ်ကိုယ်ကဣရိယဘုတ်တေတာကစိတ်ကလေးနဲ့နည်းနည်းလေးမုံမုံလေးထိန်းတာလည်းမရဘူး ဒီဘက်ကျတော့မုံမုံလေးကိုမရတော့တာနည်းနည်းပါပါပေါ့မုံမုံလေးအပြားတစ်ထောက်စာတော့မရအောင်60နဲ့6ဓတ္တမ99ရာခိုင်နှုန်းထိရောက်သွားရင်ဓတ္တမ3ညတက်ကတော့တရလာပြီးတော့တဲ့တယ်လူတယောက်ကပဲလာပြီးတော့နတ်ဒီတရားရီကပဲလာလှုပ်လိုက်တယ်လို့လို့ဘဒူကပဲလာလှုပ်လိုက်တယ်လို့ခေါင်းလေးနည်းနည်းစောင်းနေသူအသာလေးလူလေးလာတဲ့တယ်ပခုံးလေးကိုအသာလေးတက်လိုက်သူလူရာလေးကိုတရားဆွဲတက်ပြီးတော့ကြွားဆုံချိုက်ပုံကြအဲ့တော့ဒီအိရိယဘုတ်တဲတဲ့ခါမှာ ဘဝင်ကကြတယ်ကြတယ်သုံးတယ်ဘဝင်မကြလို့လည်းမရဘဝင်ကြအောင်ချရင်မှားတယ်ဘဝင်ကြခြင်းလို့ဆိုလိုက်ချမရဘူးဘောလုံးကိုဖိတယ်လို့ပဲဘက်ကန်တယ်ဘဝင်ကြတဲ့အရိယာဘုံမျိုးမှန်မှကြတာမဟာပလင်ဘဝင်ရှင်းရှင်းမအောင်ထားရင်မကြဘူးမဟာပလင်ဘဝင်ရှင်းရင်အောင်ထားတဲ့ကြတယ်အဲ့ဒီညာကိုပြန်ရောက်တာအဲ့လိုပြန်ရောက်ဖို့အတွက်ကဣရိယာဘုတ်တဲ့ပခုံးနေမျက်လုံးနေပါဇက်တွေပါကြော်လေးပါဇက်စီထားတာတင်းသွားရင်မရတော့ပါဇက်လေး ါတူပါတော့အသာလေးစီထားမှာနည်းနည်းလေးတင်းစီထားကြည့်နည်းနည်းလေးစောတယ်လေမရဘူးတရားခွင့်မပြုခွင့်မပေးယာရုမတို့ပေးအဲ့တော့မျက်လုံးမိတ်ထားတာပခုံးလေးညှစ်ထားတာမျက်ခုံးလေးနည်းနည်းကြုံထားတယ်မျက်လုံးလေးနည်းနည်းပိတ်ထားတာအစားဖိပိတ်ထားမရအောင်ကာမစုံအဲ့ဒီလိုနဲ့ပခုံးညှစ်ထားတာအစားခါးရီရင်ကျော်နောက်ကျော်ခွိုက်ကျော်ဒီပခုံးကျော်ဒီအဲ့ဒါတွေကအစားဟာရီယုတ်ကကိုနဲ့မဆိုင်သလိုကြောက်တုံးကြီးချထားပြီးသလိုခွန့်လွတ်ပြီးတော့ဒီအကုန်လုံးနေဒီယုတ်ကြီးရဲ့ပဂရိအတိုင်း သူ့တဘာဝတိုင်းတည်နေတဲ့အတိုင်းဖြစ်အောင်အဋ္ဌိတရားအောင်တည်အဲ့ဒီမရလို့ကတော့မရောက်ဘူးအဲ့လိုတည်သွားလို့အားလုံးကိုဆုံးလွှတ်လိုက်ပြီတဲ့အဲ့ဒီဣရိယာပုတ်တည်ဖို့အတွက်မိမိကစိတ်နဲ့ဆက်ဆံထားတာမှန်သမျှအာလုံးဝင်းလုံးကျို့လှော့ချလိုက်တာခရီးခန္ဓာကိုကြီးကအောက်ကိုကျွံကြသွားလို့အဝေစီရောက်ခြင်းရောက်သွားပါစေမိမိစိတ်ကစောက်ရှောက်မှုကင်းပြီးတော့ဆက်ဆံမှုကင်းပြီးတော့ လုံလုံကြီးလွတ်လိုက်လို့များဟာရီယုတ်ကြီးကကြုံကြကြသူကတော့အဝေစီတိကြကြပါစေဒါပဲနဲ့ဣရိယဘောကသူ့ဘသူပဂရီတည်ငြိမ်နေမယ်စိတ်ကအစွမ်းကုန်လွတ်ပြီးတော့ထားလိုက်လို့တချို့ကစိတ်မချလုံလုံကြီးလွတ်လိုက်တပြူးမြန်ဖြစ်သွားမလားဘုလိုမြန်ဖြစ်သွားအဲ့ဒီဆိုရင်စိတ်ကပြန်ပြီးတော့တရေချောင်းရဲဆက်တာလွတ်အာလုံးကိုဟာရိခန္ဓာဝန်ကြီးကိုလုံးဝကိုလုံးလုံးကြီးခွန့်လွှတ်ပြီးတော့စွန့်ထားလိုက်တယ် ဟာရီယောဂသူဘသူပြုတ်ပြုတ်ပြုတ်သူဘသူခါကျော်လေးကျော်လေးဇောကျော်လေးအကုန်ပြုတ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 ်ကြအဲ့လိုကြလာရင်နဲ့အကယ်၍ဣရိယဘုကမတိမတလုံးဝသိရန်ခက်တဲ့ဇောလေးတွေကြလာကြတဲ့ကြားတွေကကျွေးကြံတာပေါ့အဲ့လိုကြတဲ့အခါမှာယုတ်ကနောက်ကိုနည်းနည်းစိုင်းသွားပြီဆိုရင်အဲ့လိုပြုတ်ပြုတ်နဲ့ကြရင်နောက်ကိုဆွဲမယ်ထင်ရင်ပြန်မပြီးတော့မတဲ့နဲ့ကြာနေတဲ့အတိုင်းလေးဟာရှေ့ကိုလေး တွန်းပြီးတော့ထားလိုက်ရပြီထားလိုက်တော့တချို့ကပြန်တယ်ပြန်တယ်ဆိုမအပြီးပြန်တယ်မအပြီးမတရားဘူးသူ့ဘောသူအခွန်လွတ်ပြီးလွတ်ချလို့လွတ်ချရင်ကနေသူ့ဘောသူပြိုပြိုလှုပ်လှကြကြကြလောဇော်ဒီကြကြကြလို့အနေထိုင်သွားပြီဆိုရင်သူဆက်မကြတော့အဲ့ဒီအချိန်မှာဇောဒီကြရင်ကြရင်နဲ့တချို့ကြရှိကိုနည်း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 လေးကိုွေးသွားတယ်အဲ့ဒါဆိုငကိုတဲတဲ့ဣရိယာပုတ်ကရှိကိုနည်းနည်းလေးဆိုင်နောက်လန်နေဆိုတော့ငကိုတဲတဲ့ဣရိယာပုတ်ကနောက်ကိုဆောင်ထားတဲ့ အစိုင်းလေးနည်းနည်းရှိနေလို့ခြိုင်းခြိုင်းနေတော့သူ့ဘက်သူဆွဲသွားတယ်။အဲလိုဆွဲသွားလို့ရှိရင်ကြပါစေ။အဲလိုကြသွားပြီးအစွမ်းကုန်ပြီဆိုတော့မှနောက်ဆွဲနေတယ်ဆိုတာ မပပဲနဲ့သူ့ဘက်သူနည်းနည်းလေးတွန်းပြီးတဲလိုက်။အကယ်လက်ကလိုရရင်ရှေ့နည်းနည်းလေးထိုးတယ်အထိုင်ကြ။အဲလိုအထိုင်ကဒီအထိုင်ကအရေးကြီးတယ်။အဲလိုလုံးဝအထိုင်ကြသွားပြီဆိုလို့ရှိရင်တချို့ကအိတ်ငိုက်တယ်စကနေသူကြ။ဒါအိတ်ငိုက်တာမဟုတ်အဲ့ဒါဘုံကြောက်။အိတ်ငိုက်တယ်ဆိုတာလေးလံထိုင်ပိုင်းပြီးတော့တွေ့ဝေပြီးကြတယ်။ အခုကအိတ်ငိုက်တာရင်းနဲ့အတူတူပဲအိတ်ငိုက်တာလည်းဝင်ကြတာပဲဘာဖြစ်လို့လဲဆိုတော့အိတ်ငိုက်ပြီဆိုတော့ယုတ်ကြီးဆုံးပြီလေဟုတ်ပြီလားဒီယုတ်ကြီးမထိန်းတော့အဲ့လိုမရဘူးအိတ်ရှင်တဲ့လူကအတိအပြည့်ချတာပဲကာမသောဆွန့်တာပဲဦးဇင်းတို့လည်းကာမသောဆွန့်တာဟိုကမောဟနဲ့ဆွန့်ဒီကအာမောဟနဲ့ဆွန့်ကာမသောစောထားတဲ့ဇောလေးဖြုတ်တော့အဲ့ဒီဇောကြောင့်တင်းနေတဲ့ဝင်ကကြာသွားတယ်နဲ့အဲ့ဒီဇောကြောင့်တင်းနေတဲ့ယုတ်ကလည်းငြိမ်းကြအောင်အဲ့တော့စာကနေဆိုလက်ကနေဆိုစိုက်ကနေဆိုကြာအောင်အိုက်တိုင်းနဲ့ထားလိုက် ဘယ်တော့မှမလှုပ်ရှင်တော့မပြင်းရင်တော့စိတ်နဲ့လုံးဝလွတ်ပြီးဒါကြီးကမဆိုင်တော့အေးအဲ့ဒီအောင်အရိယာပုဂ္ဂိုလ်တရားဘယ်တော့မှမလှုပ်ရှင်တော့မပြင်းရင်တော့စိတ်နဲ့လုံးဝလွတ်ပြီးဒါကြီးကမဆိုင်တော့အေးအဲ့ဒီအောင်စင်ကြယ်တဲ့အဆုံးရောက်အောင်အရိယာပုဂ္ဂိုလ်တရားနုညံ့တယ်တတိညာပညာနဲ့ဦးစီးသွားတာဇံကိုမိမိသွားတာမဟုတ်ဘူးညံကိုဦးစားပြီးသွားတာဒီနည်းကညံနေကြီးပဲသုံးအောင်ညံမပါဘဲနဲ့လှုပ်တဲ့အလုပ်မရအောင်အဲ့ဒါကြောင့်မလို့ ဘဝင်ငြိမ်းကလေးကြမကြတဲ့ပုဂ္ဂိုလ်ကမကြပါတော့သွားမလို့လေကြကြမကြကြကိုကတာတဲတဲ့ဣရိယာပုနဲ့စိတ်နဲ့ညီသည့်နေရာလေးကိုမှအနေအပအတ္တထောက်စာတော်မှစိတ်ကလေးနဲ့သွားပြီးတော့နှလုံးအရာနဲ့တင်းပြီးတော့သွားမညှစ်ချုပ်ဖို့အဲ့ဒီလိုလွန်ကဲတာတွေပါဝင်နေတာတွေရှိမရှိစစ်ဆေးနိုင်ဖို့အပြစ်ဖြစ်နေတာကိုဖြစ်နေတာမှန်သိဖို့ရှာတတ်ဖို့အဲ့ဒါကိုယောဂီတို့ဣရိယာပုတဲပြီးပြီဆိုတော့မှကဲဟုတ်ပြီစိတ်ကိုရှုပြီ စိတ်ကိုရှုပြီဆိုတော့လိုက်ရှာခိုင်းတာမဟုတ်ဘူးယောဂီတွေစိတ်ကိုရှုပါဆိုတော့ဘယ်လိုရှုရမလဲထားမထွက်နဲ့အိုင်ဒီယာမှားသွားပြီကိုယ်နေရာကိုထိုင်နေတာပင်းကူလိုပေါ့ပင်းကွာသူ့ဘာသူကိုရဲရဲထားတဲ့အလေကျဲသူ့ဘာသူနေတာတားကောင်လိုက်မရှာတားကောင်ကလာတိုးတာညာဘက်ကိုတိုးရင်ညာဘက်ကတင်းတော့ညာဘက်ကိုသူသွားဖားနေတာပဲပတ်ပြီးတော့ထားရတယ်ဒေဝါကိုစားပြီးတော့သူ့အလေကျဲပြန်ထိုင်ဟုတ်ပြီနော်အခုလည်းဒီလိုပဲစိတ်ဆိုတဲ့အရှုခံတားကောင်ကိုလိုက်ရှာဖို့မဟုတ်ဘူး မိမိရဲ့ဘဲမှမိမိအလိုနဲ့တွေးတောခြင်းဆင်ញင်ခြင်းကြံစည်ခြင်းသုံးချက်ခြင်းစကားပြောခြင်းဝေဘာညာဝေါဟာရပါတဲ့အလုပ်ဝေါဟာရသုံးတဲ့အလုပ်ကိုမလုပ်ဘူးမလုပ်ခွင့်နဲ့ဘာလုပ်ရမလဲဆိုတာအထက်မမင်းနဲ့ဘယ်မှာတွေးတောကြံစည်မှုမရှိဘဲနဲ့အားပြီးတော့နေလိုက်တာအဲ့လိုနေရတဲ့စကားပြောတဲ့စိတ်ဖြစ်လာတယ်တိစကားပြောတဲ့စိတ်ကဘယ်ကောင်လဲကွာဘယ်နှပေမြင့်လဲကွာမဲဒလာဖြူဒလာဘဒုအမျိုးလဲလိုက်လုံးစရာမလိုဘူးအဲ့ဒါကဝစီသင်္ခါရလို့ခေါ်တယ်ဘာခေါ်လဲ ိတ်နဲ့စကားပြောတယ်ဗဇက်ကထုံးမပြောဘင်းနဲ့ဗဇက်ကပြောပြီးတကယ်ဆိုစိတ်ထဲမှာပြောမနေဘူးလားပြောပါဘူးအေးအဲ့ဒါဝစီသင်္ဃာရချုပ်ပါနော်တမဘောက်ဝင်စားတဲ့ပုဂ္ဂိုလ်တွေဟာပထမကားသင်္ဃာရချုပ်ရမယ်ဒုတိယဝစီသင်္ဃာရချုပ်ရအဲ့တော့မှဝစီသင်္ဃာရကိုဟိုတတိထားရယ်စကားပြောတဲ့စိတ်ကြားတယ်ဆိုတဲ့စိတ်ပြင်းတယ်ဆိုတဲ့စိတ်ဘာလို့ရကောင်းမလဲစိတ်ဒီလိုမှလောက်အောင်မလားအဲ့လိုတတိထားတာဆိုတာတတိထားလိုက်တယ်ဆိုတာဝဟရသုံးတာပါလား အဲ့လိုဆိုရင်ဝေါ်ဟာရဒီလောကီကာမပညာအနိစ္စလို့ရွတ်တာကအနိစ္စပညာမမြဲတဲ့သဘောကိုညာနဲ့သိတာကအနိစ္စပညာမမြဲတဲ့သဘောပညာလက္ခဏာပညာပညာနဲ့သွားကျင်တော့တင်ညာမှန်သမျှအကုန်ချုပ်တင်ညာဝိမောက္ခလို့ခေါ်ပါတယ်အခုတော့ဦးဇင်းတို့ကဝေါ်ဟာရနဲ့သုံးတဲ့စကားပြောတယ်ပါဇက်နဲ့ပဲပြောပဲနဲ့စိတ်နဲ့ပြောတဲ့စိတ်မှန်သမျှသည်အရှုကံအဲ့ဒီစိတ်ကလေးပေါ်လာတာပေါ်လာရမှန်သိယုံမဲစကားပြောတဲ့စိတ်လေးပေါ်လာတယ်သိယုံမဲသိယူတော့ချုပ်သွားတယ် သိုံမဲ့နော်ပေါ်လာတဲ့စိတ်ကိုချုပ်ဖို့လို့တာမဟုတ်ပြက်ဖို့ပျောက်ဖို့မပေါ်ဖို့ဖမ်းဖို့တတ်ဖို့မဟုတ်ဘူးသိုံလေးသိုံပဲစကားပြောတဲ့စိတ်ပေါ်လာတယ်ပေါ်လာတဲ့သိကြံစည်တဲ့စိတ်ပေါ်လာတယ်ပေါ်လာတာကိုပဲသိလိုက်ရှာပြီးသိဖမ်းသိချုပ်သိပယ်သိတတ်သိမဟုတ်ဘူးတတိလေးထားတာတတိထားတော့ဝေါ်ရတာချုပ်သွားတယ်အဲ့လိုတလုံးပေါ်စိတ်တလုံးပေါ်တလုံးသိချုပ်သိုံပဲချုပ်သူ့ပဲပဲချုပ်ခုနလိုပေါ့ခုနပင့်ကူလာလာတိုးနေတာပင့်ကူကလိုက်မရှာဘူးပိုးပေါ်ပဲလာလာတိုးနေတာ အဲတကောင်ပိုးတကောင်တိုးတကောင်တတကောင်တိုးတကောင်တပဲသူကတော့ပင်းခေါ်ရလိုက်မရှာဘူးအခုလဲဒီလိုပဲဒါလားတိုးနေတဲ့စိတ်ပေါ်တဲ့စိတ်စကားပြောတဲ့စိတ်ဝေဖန်တဲ့စိတ်စဉ်းစားတဲ့စိတ်ဘာဖြစ်လဲဘယ်လိုလဲဒီလိုလောက်တာဟောမှာကိုလိုလို့ဒါဒါရှုရှုတာမမမလားဘာမှန်းဖြစ်အဲ့ဒါတွေအကုန်လုံးတစ်လုံးပေါ်တစ်လုံးပြီးတစ်လုံးပေါ်တစ်လုံးဒါပဲဥစဉ်လို့ရှိတယ်တတိရှိရင်ရှေ့ကပြင်းရနေရှင်တဲ့စိတ်တွေရှိသေးလားချုပ်မသွားဘူးလားတတိဆက်ရှိနေပေါ်ဦးမလားဒါပြင်မပေါ်လို့တာလားတတိရှိလို့လား ဒါချုပ်ဖို့အဓိကလားသတိရှိဖို့အဓိကလားအဲ့ဒါယောဂီတို့မှတ်တာအဲ့ဒါလွယ်မလွားသေးဘူးသတိရှိဖို့ပဲသတိရှိအားလုံးပြီးသွားတယ်နော်အဲ့တော့သတိမြဲတာမမြဲတာသာလေပဓာဏကြတယ်သတိလွတ်လို့စိတ်ကပြဉ္ညာနဲ့ရှင်နဲ့စိတ်ထွက်ရတာသတိပြန်ရှိလိုက်ရင်ချုပ်ဝင်သွားဘူးလားအဲ့တော့သတိထားတာနဲ့ပြဉ္ညာနဲ့ရှင်နဲ့လောကီစိတ်တွေနဲ့ရှင်တာကတတွဲသတိလွတ်တာနဲ့ပြဉ္ညာနဲ့ရှင်နဲ့စိတ်တွေပေါ်တာတတွဲနှစ်တွဲမရှိဘူးလားနှစ်တွဲမှတတွဲအမြင်တော့ရှိနေတယ် အဲ့တော့မိမိကတတိထားတဲ့အတွဲနဲ့များများစက္ကန့်တိုင်းစက္ကန့်တိုင်းစက္ကန့်တိုင်းမှာတတိနဲ့ရှင်နေစိတ်တွေများဖို့မြဲဖို့အစင်လိုက်ဖြစ်ဖို့သာဗราနာ